โอเคအားလုံးမင်္ဂလာပါကျွန်တော်တို့မတွေ့ရတော့ကျွန်တော်တော်လေးကြာပါ යි ပေါ့နော်ကျွန်တော်တို့ဒီကနေ့မှတော့ကျွန်တော်ဒီ BD market မှာကျွန်တော်တို့ဒီကိုယ်တိုင်ပေါ့နော် trading account တစ်ခုကို blue ဖွင့်စလေပြီးတော့100% credit bond နဲ့ရအောင်ပေါ့နော်တရားရရင်တော့ရအောင်ဘယ်လိုမျိုးဖွင့်စလေဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြပြတော့မှာဖြစ်ပါတယ်ကျွန်တော်ခုဗီဒီယိုရိုင်းနေစဉ်အတွင်းတော့ကျွန်တော်တို့မှန်းထားပါပေါ့နော်ကျွန်တော်လက်ရှိ Thai region ပေါ့နော် Thai region မှာမှန်းထားတာကတော့ကျွန်တော်ဒီ100%ကိုအနည်းဆုံးကျွန်တော်ဒီ6လပိုင်းလောက်ကုန်လောက်ထိကိုမှန်းထားတယ်ဒါပေမဲ့အတိအကျတော့ကျွန်တော် announce တွေ date မထွက်သေးဘူးပေါ့နော်အဲ့တော့ announce မထွက်သေးသေးရတော့ကျွန်တော်တို့ရနေမှာဖြစ်ပါတယ်အဲ့တော့ဒါကိုဘယ်လိုမျိုးကိုယ်တိုင်ကိုယ်တိုင်ဖွင့်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ် အဲ့ဒါဗီဒီယိုဒီဗီဒီယိုပေါ့နော်ဒီဗီဒီယိုကိုမတွားခင်မှာကျွန်တော်အရင်ဆုံးမှားချင်တာကဘာလဲဆိုတော့ကိုကကိုယ်တိုင်ဖွင့်မှဖြစ်တဲ့အတွက်ကျွန်တော်တို့ကအမားအနေငယ်ပါနေတယ်ပေါ့နော်အမားအနေငယ်ပါနေတယ်အဲ့ကျွန်တော်ချုပ်ပြောချင်တာဘယ်လိုမျိုးလဲဆိုရင်ကိုကကိုယ်တိုင်ဖွင့်တဲ့ခါမှာ ဒီဖွင့်ဖို့ဆိုရင်အရင်ဆုံးကိုယ့်ရဲ့ email ဒီအာတခါမှမတုံးဘူးလေ email ဖြစ်ရမယ်ပေါ့ training account ဒီ BD market မှာတခါမှမတုံးဘူးလေ training account ဖြစ်ရမယ်အမှတ်ပုံတင်ရပေါ့နော်အမှတ်ပုံတင်ဒါမှမဟုတ် driving license ဒီတခါမှမတုံးဘူးလေဟာဖြစ်မှရမယ်ပေါ့နော်အဲ့လိုမျိုးဖြစ်မှသာလေကျွန်တော်ကဖွင့်လို့ရတယ်အဲ့လိုမျိုးမဟုတ်ဘူးတုံးကြီးဆိုရင်တော့ကျွန်တော်ရမှာမဟုတ်ဘူးဆိုတော့ coding ပြောထားရှင်းပါတယ်နောက်တစ်ချက်ကကိုကစဒီမှာခုဗီဒီယိုမှာကျွန်တော်အသေးလေးပြောသွားမှာဖြစ်တဲ့အတွက်ကိုကဖွင့်တဲ့ခါမှာအမားတွေကိုကျွန်တော်ကဒီပါလို့မရပါဘူးဒီမှာပါသွားခဲ့မယ်ဆိုရင်ကျွန်တော်တို့ကဒီကိုယ့်ရဲ့ email ကပေါ့နော်ကိုယ့်ရဲ့ email ဒီ နောက်တစ်ခါပြန်သူတို့မရမျိုးဖြစ်တဲ့အတွက်ကျွန်တော်ပြောတဲ့ဟာလေးခြားလေးနားထောင်ပြီးတော့လုပ်ဖို့ကျွန်တော်အကြံပေးခြင်းပါတယ်အဲ့တော့ကျွန်တော်ဗီဒီယိုလေးကိုကျွန်တော်စရအောင်အဲ့တော့ကျွန်တော်အခုစမှာဆိုကျွန်တော်ဗီဒီယိုအောက်မှာ training account ဖွင့်ဖို့အတွက် link တစ်ခုပေးထားတယ်။ဒီမှာ BD market မှာဖွင့်ဖို့ link တစ်ခုပေးထားတယ်။အဲ့ကလည်းတစ်ချက်အရင်ဆုံးဝင်လိုက်ပါ။ဝင်လိုက်ပါ။ဝင်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုပုံစံလေးပေါ်လာမယ်မြင်ရမယ်ဒီလိုအောက်မှာ open live account with 5 minutes ဆိုတာလေးပေါ်လာတွေ့လိမ့်မယ်။အမှန်ဆိုကျွန်တော်ဒီ country resident မှာဆိုကျွန်တော်မြန်မာကိုယူမယ်ပေါ့နော်။ကျွန်တော်မြန်မာကိုယူမယ်။အာကိုက time မှာနေပြီးတော့ time driving license နေနဲ့ဖွင့်ရင်နေဆိုရင်တော့ time ယူလို့ရတယ်။အဲ့တော့ ကျွန်တော် Thai region နဲ့ Myanmar region နဲ့ကွာခြားဖို့နှစ်ခုကိုကျွန်တော်ပြပြပေးသွားမယ်ပထမတစ်ချက်က Myanmar region မှာဆိုကျွန်တော် leverage က1:1000တိအများဆုံးရတယ် Thai region နဲ့ဖွင့်မယ်ဆို leverage 1:2000တိအများဆုံးယူလို့ရတယ် နောက်တစ်ချက်ကငွေသွင်းတဲ့ခါမှာကျွန်တော်မြန်မာ region နဲ့ဆိုရင်ကျွန်တော်တို့က cryptocurrency တွေနဲ့ပဲကျွန်တော်ကအသင်းထုတ်လို့လို့ရမယ်။ Thai region နဲ့ကျွန်တော်ရွေးထားမယ်ဆိုရင်တော့ကျွန်တော် Thai ban နဲ့ပေါ့နော်။ဒါကကိုက Thai နိုင်ငံမှာလည်းနေတယ်။ Thai driving license လည်းရှိတယ်ဆိုရင်တော့ Thai region ရွေးလို့ရတယ်။အဲ့တော့ဘာကြောင့်လဲဆိုငွေသွင်းငွေထုတ်တဲ့ခါမှာ Thai ban နဲ့ပါဒါကအသင်းထုတ်လို့လို့ရတယ်ဆိုရင်အသာချက်ရှိတယ်ဆိုတော့ကျွန်တော်ကကြိုးပြီးတော့ပြောထားခြင်းပါလေ။ဒါပေမဲ့ကိုက Thai နိုင်ငံမှာနေပြီမဲ့ ကိုယ်ရဲ့ driving license ထိုင်း driving license မရှိဘူးဆိုရင်တော့ကျွန်တော်ကမြန်မာ region ကိုပဲကျွန်တော်ဖွင့်ဖို့အကြံပေးခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကျွန်တော်ဒီထိုင်းနိုင်ငံမှာနေတိုင်းလုပ်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီမှတ်ပုံတင်ဆော့မှတ်လို့ driving license မှာလိုမျိုးကျွန်တော်က proof of address ပါတဲ့ဟာလေးကျွန်တော်လိုအပ်တာဖြစ်တဲ့အတွက်ကိုကထိုင်း region နဲ့ဖွင့်မယ်ဆိုရင်ထိုင်း driving license ရှိဖို့လိုအပ်တယ်ဆိုတော့ကြိုပြီးတော့ပြောခြင်းတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဗီဒီယိုလေးစလိုက်အောင်။အဲ့တော့ country မှာကျွန်တော်မြန်မာကိုပဲကျွန်တော်ရွေးလိုက်မယ်။ မှာပဲယူလိုက်မယ်โอเคရပြီဒါဆိုရင်အဆင်ပြေသွားပြီဒီမှာဆိုရင်မေးနေနေမှာမေးထည့်သွားမယ်နိုင်ငံနေမှာမြန်မာထည့်မယ် password နေမှာကျွန်တော်ကိုတိုက်တဲ့ password ကိုကျွန်တော်ကထည့်လိုက်လို့ရတယ်အမှန်ဆိုရင်ကျွန်တော်တို့ဒီထားပါတော့ capital letter ပါမယ်ခဏန်းပါမယ်ပြီးရင် shut ဒီ app ဒီပါမယ်ဆိုတော့သူပေးတဲ့ဟာလေးကိုကျွန်တော်ထည့်လိုက်မယ်ထည့်ပြီးတော့ကျွန်တော်ဒီ open line account ဆိုတာကျွန်တော်နှိပ်လိုက်မယ်โอเค open line account ဆိုတာကျွန်တော်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဘာမှမလာမယ်ဆိုချက်ကြည့်အောင်โอเคအာ personal information ဆိုတာလေးကျွန်တော်ကြားလာလိမ့်မယ် โอเคအဲ့လိုကြမလာဘူး log login ဒါမဟုတ်အာ forget password လို့ပေါ်လာတယ်ဆိုရင်ဒီလိုပုံစံမဟုတ်ဘဲနဲ့ login ဟော forget password လို့ပေါ်လာတယ်ဆိုရင်တော့အဲ့ရဲ့ email ကတုံးထားတဲ့ email ဖြစ်တယ်ဆိုတာကိုကျွန်တော်ကသိထားမယ်အဲ့အဲ့ email တုံးလို့မရဘူးဆိုတာကိုကျွန်တော်ကအလိုလိုနေသိရမယ်ဆိုတော့ထပ်ပြောသွားခြင်းပါတယ်ဆက်ကြည့်အောင်နာမည်မှာနာမည်မှာကျွန်တော်ဘာနာမည်ထည့်မလဲကြည့်အောင် okay နာမည်မှာကျွန်တော်တို့ဒီအာထည့်လိုက်မယ်နာမည်မှာ okay okay ကြည့်မယ် okay အဲ့ကောဒါတော့ကျွန်တော်ကနာဥမထိပ်ပြပေးရမှာနော်ဥမထိပ်ပြပေးတာဒါတကယ်ဟာမဟုတ်ဥမထိပ်ပြပြီးရင်ကျွန်တော်မေးမှာယောက်ျားလေးဆိုရင်ယောက်ျားလေးထိမ့်မယ်ပြီးရင်ကျွန်တော် date of birth မှာလည်းကျွန်တော်ဒီကိုကြိုက်တဲ့ကိုရတကယ်မှတ်ပုံနေနေမှာဒါမှမဟုတ် driving license မှာပါတယ် date ကိုကျွန်တော်ကထိမ့်မယ်အာထိလိုက်မယ်ပေါ့နော်ထိလိုက်မယ်အသက်ကကျွန်တော်ဆက်ရှင်ပြီးမှရမယ်နော် okay ဒါပြီးရင်မြန်မာ nationality မှာမြန်မာထိမ့်မယ်ပြီးရင်ကျွန်တော် phone number မှာရတယ်ကျွန်တော်တို့က ့ရဲ့ဒါ format တခုကိုကျွန်တော်ထည့်လို့ရတယ်ထည့်လို့ရသွားပြီဆိုကျွန်တော်ဒါရဒီ state မှာကျွန်တော်ရပြီအကုန်ရေးပြီးသွားပြီထည့်ပြီးသွားပြီဆိုကျွန်တော် next ကိုနှိပ်လိုက်မယ် next ကိုနှိပ်ပြီးလို့ရှင်ကျွန်တော် md4 နဲ့ trade မှာလား md5 နဲ့ trade မှာလားဆိုတော့ကျွန်တော်ကပြပြပြီးမယ်အဲ့တော့ md4 နဲ့ trade မှာလား md5 နဲ့ trade မှာလားဆိုတော့ခါမှာအကော md5 နဲ့ trade မယ်ပြီးရင် swap free ပေါ့နော်ကျွန်တော်ဒီ swap free အကောင့်ညစိတ်ခပေးရမလို့တဲ့အကောင့်ရွေးမယ်ဆိုရင်ကျွန်တော်ဒီမှာ swap free ကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီးဆိုရင်ကျွန်တော်ဒီ carry choose တော့ currency မှာဆို USD ကိုရွေးမယ်ပြီးရင်ကျွန်တော်က passport passport နေရာမှာကျွန်တော်ကညီကိုချိုင်းတဲ့ရာ passport တစ်ခုကိုကိုကပေးလိုက်မယ်ဒါပေမဲ့အဲ့ passport ကတကယ်တမ်းတော့ကျွန်တော်မေးထဲမှာကြာမှာပေါ့နော်တကယ်မေးထဲမှာ MD5 မေးထဲမှာကြာမှသာလင်းတော့အစ်စ်ပေါ့နော်တကယ်မေးအစ်စ်တကူသမားလို့ passport အစ်စ်ကကျွန်တော်တို့ရဲ့မေးထဲကိုကြာလာမှာဖြစ်ပါတယ် okay အဲ့ဒါဆိုကျွန်တော်ကနှိမ့်လိုက်မယ်စမင်းနှိမ့်လိုက်မယ်ဆိုရင် okay စမင်းနှိမ့်လိုက်မယ်နှိမ့်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာဆိုရင် 100%ကျွန်တော်ပြီးသွားပြီเนาะ100%ပြီးသွားပြီအဲ့လိုပြီးသွားပြီဆိုရင်ကျွန်တော်တော်တော်များများကကျွန်တော်ကဒီကိုရိုင်းဖွင့်လာဖြစ်တဲ့အတွက်ကျွန်တော်ကဟာဒီတိုင်းမှာတင်လိုက်တယ်เนาะတချို့ကြတော့ဒီဒီပေါ့နော် ID ကို verification လုပ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့အကြံပေးချင်တာကဒီဗီဒီယိုကြည့်နေလို့အကြံပေးချင်တာကကိုကဒီ state ကြီးပြီးသွားပြီ100%ပြီးသွားပြီဆိုရင်ဒီကိုရဲ့ email ရဲ့မှတ်ပုံနဲ့ရှင်းအောင်ဒါမှမဟုတ် driving license ရှင်းအောင်ကိုကျွန်တော်ရဲ့ Telegram channel ကျွန်တော်ဗီဒီယိုမှာပြပေးထားမယ်အဲ့ Telegram channel ကိုလာပြီးတော့ပို့စီခြင်းတယ်ဘာကြောင့်လဲဆိုတော့ကိုရိုင်းလုတ်တဲ့ခါမှာ ကိုယ်တိုင်လှုပ်လို့မလွယ်ဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဒါကိုကျွန်တော်စကန်ဖက်ဖို့ဆိုတာကကျွန်တော်တို့ကမြန်မာနဲ့အင်္ဂလိပ်ကိုကျွန်တော် translator ပြောင်းပြီးကျွန်တော်တို့ကကျွန်တော်ကပြောင်းပြရအောင်ပြောင်းပြီးတော့တင်ပြီးမှသာလေရင်ဒီ account က verify ဖြစ်မှာဖြစ်တဲ့အတွက်ဒီနေရာမှာရပြီဒီ city ရောက်ပြီးဟိတ်ဆိုရင်ကျွန်တော်တို့ကိုယ်ထွင်းခဲ့တဲ့ email ရဲ့နာမည်ရဲ့မှတ်ပုံနဲ့ရှင်းအောင်ရေကျွန်တော်ပို့ပေးဖို့လိုအပ်တယ် ပို့ပေးပြီเนาะကျွန်တော်တို့ကမကြခင်မှာကျွန်တော်စီပို့ပေးပြီလို့ရှိရင်မကြခင်မှာအကောင့်က approve ဖြစ်သွားပါလိမ့်မယ်အဲ့ဒီခါလဲကျွန်တော်တို့ဒီ credit credit 100%ရနေတဲ့အချိန်ဆိုရင်လဲကျွန်တော်100%ငွေသွင်းတဲ့ခါမှာ first deposit မှာရမှာဖြစ်ပါတယ်ငွေသွင်းငွေထုတ်ဗီဒီယိုတွေငွေထုတ်တဲ့ဗီဒီယိုတွေငွေသွင်းတဲ့ဗီဒီယိုအသေးစိတ်ကိုတော့ကျွန်တော် note up video မှာပြပြပေးသွားမယ်ဒါကတော့ကျွန်တော်ကပြောချင်တာကဒီကိုယ်တိုင် trading account ဖွင့်တဲ့ဟာကိုပြပြပေးသွားခြင်းဖြစ်တယ်အပြုဖြစ်တဲ့နေရာမှာကိုယ်တိုင် set တင်တာအထက်ကျွန်တော်ပြောချင်တာကခုနကလိုမျိုး အဲ Telegram ကိုလာပို့ပေးစေချင်ပါတယ်။တော့ကြာနေကိုယ်တိုင်ဖွင့်တဲ့ခါမှာမရအများရယ်ပေါ့နော်။ကျွန်တော်ရှေ့မှာ video မှာကျွန်တော်ရှေ့ဒူဘိုင်းမှာအောင်တူတူပဲ။ဒူဘိုင်းမှာကျွန်တော် training ကောင်ဖွင့်နေတာတော်တော်များများကဘာလို့ဖြစ်လဲဆိုတော့ဒီ approve မဖြစ်ကြအများရယ်ပြသလား။ဟိုကိုယ်တိုင်ကြည့်ပြီးလောက်လိုက်တယ်။ဒါပေမဲ့ကျွန်တော်တို့ကဒီအာဖတ်ပုံနေနေပို့တဲ့ခါမှာတိတ်ပြီးတော့အဆင်မပြေတဲ့ဟာမျိုးတွေရှိတတ်တာဖြစ်တဲ့အတွက်တက်တိုင်းမှာဒီ state တွေရောက်ပြီးဟေးဆိုရင်ကျွန်တော်အဲ့အချက်လေးတွေလာပို့ပေးဖို့ပြောချင်ပါတယ်။ကျွန်တော်နောက်ထပ် video တွေမှာပြန်တွေ့ပါမယ်။ကျေးဇူးတင်ပါတယ်။